ဗုဒ္ဓဟူသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုနှစ်ဇူလိုင်လအတွက်တလသာဟောသရံကိုဟောကြားပေးမှာဖြစ်ပါတယ်အဒီကာလမှာဆိုရင်ဖြင့်မိတ်ဆွေတို့အနေနဲ့ခရီးတွေပါတွေတွားဖို့ကိန့်ကြုံလာတတ်ပါတယ်အဲတော့ခရီးတွေကလည်းကိုယ့်အတွက်ပေါ့နော်အဆင်ပြေမဲ့ခရီးမျိုးဖြစ်နိုင်ပါတယ်အဲမိမိကခရီးမတွားဖြစ်ဘူးဆိုရင်တောင်မ ိုယ့်ရဲ့မိသားစုတွေကတူတယောက်ယောက်ခရီးသွားဖို့ကြုံရတတ်ပါတယ်ခင်ဗျာ နောက်ပြီးတော့ကိုယ့်ရဲ့အိမ်ကိုအတောင်ပေါက်တဲ့တတ္တဝါအမောက်ပါတဲ့တတ္တဝါဒါမျိုးတွေလည်းမယူရမဲနဲ့ထူးထူးခြားခြားဝင်လာတတ်ပါတယ်အဲ့ဒါလို့နမိတ်မျိုးမြင်ရင်တော့အကျိုးပေးပါတယ်ခင်ဗျာနောက်ရွှေတဲ့ပစ္စည်းဒါမျိုးတွေလည်းဝင်လာနိုင်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ မရှိလို့ကြက်တဲတာမျိုးတော့မဟုတ်ပါဘူးပေါ့နော်ကိုယ်ရှိရနဲ့နည်းနည်းအဆင်မပြေဖြစ်တတ်တယ်ကိုယ်အလုံးမှာငွေမြုံနေတာမျိုးပေါ့နော်မထင်မှတ်ဖဲနဲ့ကျွေးတင်နေတာမျိုးညာရတရားရှိတဲ့ငွေရတော်တော်နဲ့မရတာမျိုးပေါ့နော်ဒါမျိုးတွေလည်းဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်မိမိမျောလင့်ထားတဲ့အချိန်မှာငွေရမရဘူးပေါ့နော်ကိုယ်မထင်ထားတဲ့အချိန်ကျမှငွေကြေးအလုံးရင်းဝင်တာမျိုးတွေဒီကာလမှာကြုံတွေ့ရတတ်ပါတယ်ခင်ဗျာနောက်နည်းနည်းသတိထားဖို့က ကိုယ့်ရဲ့အိမ်ပေါ်ဒါမှမဟုတ်အိမ်နားမှာကိုဝင်ဆောင်တဲ့တွေပါလေရှိနေတတ်ပါတယ်။အဲဒါလို့ရှိလို့ရှိရင်တော့ကောင်းတယ်ပေါ့နော်။အကလေးတွေပါလေမွေးလို့ရှိရင်လည်းပိတ်ဖြူတွေပါလေလက်ဆောင်ပေးပါပေါ့နော်။အဲဒါဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်။အဲလိုကိုဝင်ဆောင်တဲ့တွေပါလေမရှိဘူးအိမ်ပေါ်မှာလည်းမရှိဘူးအိမ်နားမှာလည်းမရှိဘူးဆိုရင်တော့နည်းနည်းသတိထားသင့်ပါတယ်။အမှုခင်းရုံကတ်စတာတွေရောက်တတ်တဲ့ဂိမ်းဖြစ်ပါတယ်ခင်ဗျာ။နောက်ပြီးတော့အိမ်နီးနားလေးမှာ မတော်တဆဖြစ်တာတို့ပေါ့နော်မိလနာတို့တခုခုခံရတာတို့ဒါမျိုးတွေလည်းကျင့်ဝါတတ်တဲ့ကာလဖြစ်ပါတယ်။နောက်ကိုယ်အင်မတန်ခင်မင်းရင်းနှီးတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့အဆင်မပြေကြီးစွာဖြစ်တာမျိုးပေါ့နော်။အဲဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်။တယောက်နဲ့တယောက်ထင်မြင်လွဲတာမျိုးတွေပေါ့နော်။ဒါမျိုးတွေကျင့်ဝါတတ်တဲ့ကာလဖြစ်ပါတယ်။နောက်ကိုယ်ပိုင်ဆိုင်တဲ့ရွှေအင်္ဂါနံစက်ပစ္စည်းတွေပေါ့နော်။အကြောင်းမျိုးမျိုးနဲ့ပြစ်တာထွက်တာဒါမျိုးတွေကျင့်ဝါတတ်တဲ့ကာလပါပဲ။ နောက်အထက်လူကြီးအကြီးကဲပေါ့နော်ဒါမျိုးတွေရဲ့ကုညီမဆာပေးမျိုးတွေလည်းဒီကာလမှာမထင်မှတ်ဖဲနဲ့ရတတ်ပါတယ်အဲ့တော့ဒီကာလမှာကံကောင်းစေတဲ့အယောင်ကတော့အပြာယောင် ဖြစ်ပါတယ်ကံကောင်းစေတဲ့ကဏန်းကတော့၄ကဏန်း၆ကဏန်းဖြစ်ပါတယ်ခင်ဗျာအဲကံတတညံခိုက်ပြီးပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက် တောက်ကြနဲ့မနဲ့စောစောမှာကိုယ့်ရဲ့အိမ်ဖျားမှာတည့်ရတိ၆စိတ်လှူဒန်းပြီးတော့မှစုတောင်းပါခင်ဗျာ။